ဒီနေ့ကျွန်တော်တို့တိုက်ခိုက်လေးအာကစားလောကလည်းကအရန်စိတ်ဝင်စားဖို့ကောင်းတဲ့ကစားသမားနှစ်ယောက်အကြောင်းအသေးစိတ်လေးဆွေးနွေးကြည့်အောင်ဗျာဂျော်ရှွာဗာနဲ့ရော်တန်ဂျစ်မောင်နောင်ပေါဟုတ်ကဲ့ကြောက်က UFC ရဲ့ MMA ကစားသမားနောက်တစ်ယောက်ကဝမ်ချင်ပြင်ရှိပြမွားထိုင်မှာနာမည်ယမ်ကြီးနေသူဆိုတော့လေဟုတ်ကဲ့သူတို့ရဲ့တိုက်ခိုက်လေးစွန့်ရည်တွေနောက်ပြီးဘယ်စင်းမြင့်အောင်မှာဘယ်သူကပိုကောင်းနိုင်မလဲပြီးတော့သူတို့ပြိုင်နေတဲ့အဖွဲ့အစည်းတွေရဲ့အဆင့်ကျန်းကွာခြားမှုလीအဲ့ဒါတွေကိုအခြေခံပြီးတော့ အချက်လက်တွေနေကြည့်ကြတာပေါ့ဟွန်းဒီလိုအားကစားအမျိုးအစားမျိုးကြီးတဲ့ထိတ်တန့်ကစားသမားတွေကိုနန်းရှင်ရတာကအမြဲတမ်းစိတ်ဝင်စားစရာကောင်းပါတယ်ဂျိုရှုဗန်ဆိုရင် MMA ရဲ့ဗတ်စုံကျွမ်းကျင်မှုကိုပြနေတယ်လို့ Rotten ကကြတော့မွဲထိုင်းရဲ့ပြင်းထန်တဲ့ထိုးနိုင်မှုတွေကိုကိုးစားပြုတယ်ပေါ့လေဟုတ်ပါပြီကဲဒါဆိုရင်သူရဲ့ skill set တွေကိုယဉ်ကြည့်ကြရအောင် Joshua Van က MMA ကစားသမားဆိုတော့လေ striking အပြင်အဲနဘန်းနဲ့မြေပြင်ချုပ်ကွက်တွေမှာပါကျွမ်းကျင်တယ် ဟုတ်တယ်သူရဲ့တိုက်ခိုက်နှုန်းကမြန်နဲ့ထိုးချက်တီတိကြတယ်ကိုပြောကြတယ်ပြီးတော့ UFC လိုပြိုင်ဆိုင်မှုအရန်ပြင်းတဲ့နေရာမှာသူရဲ့မှတ်တမ်းကလည်းတော်တော်လေးကောင်းတယ်နော်15ပွဲနိုင်1ပွဲပဲရှုံးထားလားဟင်း Rotten ကတော့မွဲတိုင်းမှာ ဆိုကပအဆင့် The Iron Man ဆိုတဲ့နာမည်နဲ့လိုက်အောင်ပဲသူရဲ့မာကျော်မှု ဒန်ခန်နိုင်မှုကအမခမ်းပဲဟုတ်တယ်ဟုတ်တယ်ရှေ့တိုးပြီးဖီအားပေးတိုက်တဲ့ပုံစံပြင်းထန်တဲ့လက်သီးတွေတတောင်ဒူးခြေကန်ချက်တွေကသူ့ရဲ့ signature ပဲမွဲတိုင်းမှာဆိုပွဲပေါင်းရာနဲ့ချီနိုင်တာတဲ့အတွေ့အကြုံကလည်းသူ့မှာအများကြီးရှိတာကိုဆိုတော့သူတို့ကျွမ်းကျင်မှုတွေကဒီလိုရှိနေပြီအဲ့တော့စီမံရရှင်ကြည့်ရင်ဘယ်လိုဖြစ်နိုင်မလဲဒါကအရေးကြီးတဲ့အချက်ပဲအဲ့ဒါစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းပဲ MMA စီမံတာထိုးကြမယ်ဆိုရင်လေ Joshua Van ကအသာစီးရနိုင်ကြတော်တော်လေးများလဲဘာကြောင့်လဲဆိုတော့ ဘာလို့လဲဆိုတော့ဗန်နိုက MMA တမပီပီမြေပင်းကိုဆွဲချပြီးထိန်းချုပ်နိုင်စွမ်းရှိရဲ့ရော့ထန်းရဲ့အဓိကအားသာချက်ဖြစ်တဲ့မတည့်ရထိုးကြိတ်ကာရီကိုမြေပင်းမှာဆွင့်ချုပ်ကင်ပြီးတော့အမ် ground and pound လောက်တာမျိုးနဲ့ပွဲကိုထူပတ်ပအောင်လုံးနိုင်တဲ့ဟုတ်တယ်ရော့တန်းကမြေပင်းမှာအတွေ့အကြုံနင်းနိုင်တယ်ဆိုတဲ့သဘောပေါ့အင်းအဲ့ဒါသူ့အတွက်အားနေချက်ဖြစ်သွားနိုင်တယ်ဒါပေမဲ့မွိုင်းထိုင်းစီမင်းတီးတန်းနဲ့ဆိုရင်တော့ရော့ထန်းပဲသူ့ရဲ့အတွေ့အကြုံနဲ့ထိုးကြိတ်ကံကြောင်းမှုတွေကဟွမ်းမိုးသွားမှာမှန်ပါတယ် ဒါကစီးမင်းအရာကွာခြားမှုပေါ့နောက်ကချက်စဉ်းစားရမှာကသူတို့ရှင်ပြိုင်နေတဲ့ဖွဲ့စည်းတွေ UFC နဲ့ One Championship ဒါတွေရဲ့အဆင့်အတန်းနဲ့ငွေချေးအင်အားကွာခြားမှုကတော့အဲ့ဒါလေအရေးကြီးတဲ့ချက်ပဲအချက်အလက်တွေရကြည့်ရင် UFC ကဆယ်စုနှစ်တွေချီပြီးကမ္ဘာထိတန်း MMA အဖွဲ့အစည်းဖြစ်ရတည်နေတာကုမ္ပဏီတမိုးဆွေလဲဒေါ်လာ7ဘီလီယံကျော်တယ်ဟုတ်တယ်ဝမ်ကရော2008ကမှာစတာဆိုတော့အချိန်ကာလရရောတန်ဖိုးရရော ဆက်ဘီလီယံကျော်လို့ဆိုတော့ကွာခြားမှုရှိတယ်ပေါ့ဟုတ်ပါတယ်ပြီးတော့အရေးကြီးတာတစ်ခုကကစားသမားတွေရတဲ့ပွဲကြီး Fighter Pay ပေါ့အဲ့ဒီမှာလဲကွာခြားမှုရှိတယ်လို့အချက်အလက်တွေကဆိုတယ် UFC မှာအနေဆုံးကစားသမားတောင်တပွဲကိုဒေါ်လာ3000ကနေအနေဆုံးရနိုင်ချိန်မှာဝိုင်းရပွဲကြီးကရေပွေရာချင်းတို့နင်းနိုင်တယ်လို့သုံးသပ်ကြတယ်။အဲ့ဒီတော့ Joshua Van အဲ့ဒီလိုအဆက်ဆက်အရာရာတားတယ်လို့ပြောလို့ရတယ်။ UFC ရဲ့ Flyweight တန်းမှာ တရားဝင်အဆင့်10ကျော်မှာရည်တည်နေတဲ့ကစားသမားဖြစ်နေတာလေ။ဟွန်းအဲ့ဒီအချက်ကသူ့ရဲ့အဆင့်တန်းကိုပုံမြင့်စေတယ်လို့ရှုမြင်နိုင်တဲ့သဘောတက်ရောက်စေတာပေါ့။ဆိုတော့ဒါတွေအားလုံးကိုခြုံပြီးတော့ပြောရင်ဘယ်လိုကောက်ချက်ချနိုင်မလဲ။တိုင်ဂါကြီးစွမ်းကြီးတတ်တတ်အပြင်အဖွဲ့စည်းစီမင်းဖွဲ့ကြီးဒါတွေကသူတို့နေရောက်ရဲ့နေရာကိုဘယ်လိုတတ်မှတ်ပေးနေတာလဲ။ဒါလေဘယ်လိုပြောရမလဲ။ကစားသမားတယောက်ရဲ့အဆင့်ဆိုတာကိုတိုင်းတာတဲ့အခါသူ့ရဲ့ကွင်းထဲကအရေးချင်းတစ်ခုတည်းမဟုတ်တော့ဘူး သူပြိုင်နေတဲ့အာကစားနီးရဲ့ဗတ်စုံကြောင့် MMA VS မွေထိုင်ပြီးတော့သူပါဝင်နေတဲ့အဖွဲ့အစည်းရဲ့ကဘာစင်ရတ္တီမှု UFC VS 1ငွေကြေးအင်အားဒါတွေအလုံးအပောင်းဝင်ပတ်သက်နေတယ်ဆိုတော့ပြနေရပဲဆိုလိုတာက Rotten ကမွေတိုင်းမှာဘရင်တစုဖြစ်နိုင်မယ်ပဲဟုတ်တယ်ဒါပေမဲ့ပိုပြီးပတ်ဆောင်ကြတဲ့ MMA ကစားကွက်မှာပိုကြီးပြီးပြိုင်ဆိုင်မှုပိုပြင်းထန်တဲ့ UFC လိုစင်မင်ပေါ်မှာ အောင်မြင်မှုရဖို့ကြိုးစားနေတဲ့ပြီးတော့အဆင့်လဝင်နေတဲ့ van ကရေပြေအောင်ဖြင့်ပုံမင်းနဲ့ပြိုင်ဆိုင်မှုအဆင့်တန်းမှာရှိရလို့အများစုကထပ်မကြတယ်လေရှင်းဟုတ်တယ်ထိုးချစ်ပိုင်းတက်တက်မှာ rotten တာနိုင်မယ်မဲ့ MMA ရဲ့ဘတ်ဆောင်ကြမှု UFC ရဲ့ဂုံတက်ခါနဲ့ငွေကြေးအင်အားအဲ့ဒီမှာရက်တည်နိုင်မှုတွေကြောင့် van ကအလုံးစုံနိုင်ရှင်ချက်မှာပိုပြီးအလေးတားနေတယ်လို့အချက်လက်တွေကညွှန်ပြနေတယ်လို့ပဲ ဟုတ်ပါတယ်အဆုံးသတ်မှာစဉ်းစားစရာလေးတခုထားခဲ့ခြင်းဒါရောလေကျွန်တော်ပြိသက်တဲ့လေလာသူတွေကကစားသမားတယောက်ရဲ့တံပိုးနဲ့အဆင့်အတန်းကိုဘဲပေါ်မှာ အခြေခံပြီးသတ်မှတ်နေကြသလဲပေါ့သူ့ရဲ့ skill တတ်တတ်လားဒါမှမဟုတ်သူကစားတဲ့အားကစားနေသူရောက်နေတဲ့အဖွဲ့အစည်းရဲ့အရှင်ဝါကတော့ကျွန်တော်ရဲ့အမြင်ကိုဘယ်လောက်ထိလွမ်းမိုးနေသလဲဆိုတာလေးပေါ့